ဒီစကားလေးကိုမှတ်ထားလူတယောက်ရဲ့ကိုချင်းတရားကောင်းမကောင်းကိုချင်းတရားကောင်းမကောင်းကိုအပေါ်ယံကြည့်လို့သိမလားမသိဘူးကိုချင်းတရားကောင်းမကောင်းကိုဆက်ဆံပေါင်းသင်းကြည့်လို့ရှင်သိတယ်ကြာကြာနေပြီးတော့သိအဲ့လိုသိတယ်ဆိုတာတောင်မှပဲမြတ်စွာဘုရားမဟောတော့တင်စခေါ်ဒီကေနအတုနာအချိန်ယူရတယ်တဲ့ချက်ချင်းမသိဘူးတဲ့ ။ဘာလို့ဆိုလူလောကမှာဟန်ဆောင်နေတဲ့ပုံစံတွေကအများကြီးရှိတယ်လေ။ဘုရားကြည့်လိုက်တဲ့အခါကျကိုချင်းတရားကောင်းတရားရောင်ရှိတယ်။ကြာကြပေါင်းတဲ့အခါကျကြာကြမထိန်နိုင်တဲ့အခါကိုချင်းတရားမကောင်းဘူးဆိုတာသိတာ။နော်။ဒါကြောင့်မို့တင်းစခေါ်ဒီကေနအတုနာနအိတ်တရေ။အချင်းကြာကြမှသိနိုင်တယ်။အဲ့တော့အချင်းကြာတိုင်းသိမလားလို့ဆိုမသိသေးဘူးတဲ့။ပါလဲဆိုမနတိကရောတာနောအမနတိ တတိထားတဲ့လူမှသိမှာတဲ့တတိမထားရင်မသိဘူးတဲ့လူတယောက်အကြောင်းကိုတတိထားရမယ်ကိုချင်းတရားကောင်းတယ်မကောင်းဘူးဆိုတာစိတ်ထဲမှာနှလုံးသွင်းပြီးတော့ကြည့်ဖို့လိုတယ်တတိထားမှမြင်တယ်ဒါဖြင့်တတိထားတိုင်းသိသလားလဲဆိုတော့မသိသေးဘူးတဲ့ပင်စခေါ်ပညာဝတ္တပညာရှိမှသိတယ်ပညာမရှိတဲ့လူကြတော့မသိဘူးဘလောက်ပေါင်းနေနေ ကောင်းတဲ့လူလည်းကောင်းထင်နေမှာပဲကောင်းတဲ့လူလည်းမကောင်းထင်ခြင်းထင်နေမှာပဲဟုတ်ကဲ့လားအဲ့တော့ဆိုလိုတာကလူတယောက်ရဲ့ကိုချင်းတရားကိုသိဖို့အတွက်နံပါတ်1အချိန်ကြာကြာပေါင်းရကြည့်ရမယ်နံပါတ်2သတိထားရနံပါတ်3ပညာရှိရဟောအဲ့ဒါကြမှာသူ့အကြောင်းကိုအကြောင်းသိလူလောကလူတွေဂျုံလို့သူ့အကြောင်းသူ့အတင်ပြောကိုအတင်ပြောတာတွေပြောတာမဟုတ်ဘူးเนาะ အဲ့ဒါကတန်ဖိုးရှိတဲ့ကိစ္စမဟုတ်ဘူးတန်ဖိုးရှိတဲ့လူသူ့အကြောင်းကိုယ့်အကြောင်းဆိုတာကိုချင်းတရားကောင်းမကောင်းဒါကိုကြည့်ရလူတယောက်ကိုဆက်ဆံတော့မယ်ဆိုရင်ခွန်ကြီးတော့ဒီလူဟာကိုချင်းတရားကောင်းသလားကိုချင်းတရားမကောင်းဘူးလားဒါကြည့်ကြတာပဲမဟုတ်လားခုခေတ်တော့တာမန်အပေါ်ယံလေးကြည့်တယ်ဟေ့ဒီလူဟာအတော့စားရှိသလားအတော့စားမရှိဘူးလားအကစားရှိသလားတချို့ပုဂ္ဂိုလ်တွေအဲ့လိုစဉ်းစားတယ် အဲတချို့ကြတော့လဲခွင့်လွှတ်လိုက်တယ်ယောက်ျားပဲအတော့စားတော့ရှိမှာပေါ့ဟုတ်ကဲ့မျိုးမျိုးပဲလေသို့တော့ဒီလူဟာစဉ်လုံးကျော်ကိုချင်းတရားကောင်းတဲ့လူဟုတ်သလားကောမဟုတ်ဘူးလားဆိုတာဟာအချိန်ကြာအချိန်လဲယူရမယ်တတိလဲထားရမယ်ပညာလဲရှိရမယ်ဒါမှသိနိုင်တယ်တဲ့အထုမဆိုမသိဘူးတဲ့ ကိုကျင့်တရားဟာလူလောကမှာတန်ဖိုးရှိတဲ့အရာဖြစ်လို့ကိုကျင့်တရားမကောင်းတဲ့ပုဂ္ဂိုလ်ကိုတွားပြီးတော့ဆက်ဆံပေါင်းသင်းမိပြီဆိုလို့ရှိရင်ဒုက္ခတွေရောက်ကြတယ်မဟုတ်လားခုခေတ်မှာ လူမှုရေးဒုက္ခတွေကျုံနေကြရတယ်မိသားစုတွေအတွင်းမှာလူမှုရေးဒုက္ခတွေကျုံနေကြရတယ်စိတ်ဆင်းရဲမှုတွေကျုံနေကြရတယ်မျက်ရည်နဲ့မျက်ခွက်ဖြစ်နေကြရတယ်ဆိုတာကိုကျင့်တရားကောင်းသည့်အတွက်ကြောင့်အဲ့ဒါလိုဖြစ်ရတာများရှိသလား မရှိဘူးကိုချင်းတရားမကောင်းတာကိုအကြောင်းပြုပြီးတော့သာဖြစ်နေကြတာအဲ့တော့သူအကြောင်းသိဖို့မလိုဘူးလားမှန်ပါဗျာသူအကြောင်းသိဖို့လိုတယ်လို့ကိုအကြောင်းလည်းကိုသိဖို့လိုတယ်နံပါတ်၁ဟာကိုချင်းတရားပဲကိုချင်းတရားကိုသိအောင်ကြိုးစားတံဝါသေနသီလံဝေဒိတပံဘုရားဟောတဲ့စကားတည်း သံဝတိနဆက်ဆံပေါင်းသိင်ခြင်းဖြင့်တိလံကိုခြင်းတရားကို ဝေရိတ္တပံသိနိုင်လေ။ဒါကြောင့်မလို့ပြောကြတယ်ပေါင်းကြည့်မှအကြောင်းသိဆိုတာဟုတ်ကဲ့။ပေါင်းမသိဘဲနဲ့အထင်ကလေးနဲ့ဒီလိုအပြင်တော်လိုက်တာတော်တယ်တော်တယ်နဲ့ဆိုနောက်ကြတော့နော်ပမာသကဘုံတော်ရှိသေးနော်အာသမိတော်လာတော်လာနဲ့ရောင်းမမြင်းစီထွက်ဆိုတဲ့စကားတော်ရှိသေး အဲ့တော့တည်တည်ချာချာလူတယောက်အကြောင်းသိဖို့အမတန်မှလိုအကြောင်းဆိုဒီမှာကိုချင်းတရားအဲ့လူလောကမှာအရေးကြီးဆုံးကိစ္စတစ်ခုကိုမြတ်စွာဘုရားဟောတာဓာလူမှုဆက်ဆံရေးမှာသီလအရေးပါတယ်လို့ပဲတရားဓမ္မကျင့်တဲ့နေရာရောသီလအရေးပဲပါဘူးလားသီလပဋိဌာယကိုချင်းတရားပေါ်မှာယက်တရား သမထချင်းစင်မဲ့ချင်းချင်းဝိပဿနာချင်းစင်မဲ့ချင်းချင်းကိုချင်းတရားပေါ်မှာယက်တည်ပြီးချင်းမအောင်မြင်နေကိုချင်းတရားပြည့်ရွေးနေတယ်ဆိုလို့ရှိရင်မအောင်မြင်ဘူးတဲ့ဒါကိုချင်းတရားကောင်းအောင်ရဲ့ဒါဖြင့်သမထချင်းစင်ကျင့်တာတို့ဝိပဿနာချင်းစင်ကျင့်တာတို့တီလာကဘလို့အထောက်အကူပြုတာတော့လို့စဉ်းစားကြည့်ဖို့လို့တီလာကဘလို့အထောက်အကူပြုတော့ဆိုရင်ကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်ဟာ ိတ်ထဲမှာကိုကျင်တရားကိုအကြောင်းပြုပြီးတော့စိတ်မသက်မသာတာဖြစ်သလားမဖြစ်ဘူးစိတ်ချမ်းသာတယ်ဟုတ်ကဲ့လားကိုကျင်တရားကောင်းတဲ့ပုဂ္ဂိုလ်ဒီအနတ်ဝိဇ္ဇဒုက္ခအပြစ်ကင်းတဲ့ချမ်းသာမျိုးကိုသူရရှိနေတယ်အဝိပတိတာရလို့ခေါ်တယ်ကိုကျင်တရားနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာဟိုစိုးရိမ်ပူဆာဘာမှမရှိဘူးစိတ်ဝမ်းသာကြည်ညိုမှုရှိတယ် အဲ့ဒီလိုအဝိပ္ပိတာရဆိုတာရှိပြီဆိုရင်ဆင်ခဲဆင်ခဲတစ်ခုနဲ့တစ်ခုတိုးတက်မှုတွေရတယ်။မရတော့ဆိုရင်အဝိပ္ပိတာရဆိုတာစိတ်နှလုံးကြည်သားနေလို့ရှိရင်ဘာဖြစ်လဲဝမ်းမြောက်ရတယ်တဲ့။ဝမ်းမြောက်မှုဖြစ်လို့ရှိရင်ဘာဖြစ်လဲနှစ်ချိုင်းမှုဆိုတဲ့ပီတိလာတယ်။နှစ်ချိုင်းမှုပီတိလာရင်နောက်ကဆက်ပြီးဘာလာတော့ဆိုပတ္တတိလို့ခေါ်တဲ့ငြိမ်းချမ်းမှုလာတယ်။ကိုယ်ငြိမ်းချမ်းမှုစိတ်ငြိမ်းချမ်းမှု ဒါတွေကရှောင်လွယ်လို့မရဒါရှိရင်ဒါလာတယ်ဆိုတာအကြောင်းနဲ့အကျိုးပဲဟုတ်ကဲ့လားတီလာရှိရင်နှလုံးကြည်သာတယ်နှလုံးကြည်သာရင်ဝမ်းမြောက်မယ်ဝမ်းမြောက်ရင်နှစ်ချိုင်မယ်နှစ်ချိုင်လို့ရှိရင်ကိုယ်စိတ်ငြိမ်းချမ်းတယ်ကိုယ်စိတ်ငြိမ်းချမ်းရင်ချမ်းသာတယ်ချမ်းသာရင်တမာဓိရလွယ်တယ်တမာဓိရလို့ရှိရင်ယထာဘူတဉာဏတတနာ အမှန်တိုင်းမြင်တဲ့အသိဉာဏ်လာတယ်တဲ့။ဟောရှောင်းလွဲလို့မရဘူးလား။ကဲတိလားမရှိဘူးဆိုလိုက်တာနဲ့တပြိုင်နဲ့အေးတိလားမရှိဘူးဆိုလို့ရှိရင်စိတ်နှလုံးမကြည်ဘူး။မကြည်ရင်ဝမ်းမြောက်မှုလားမလားမလားဟော။ပိတိဆိုတဲ့နှစ်ချိုင်မှုရောမလားဘူး။ပိတိမှမရှိရင်ပတ္တတိဆိုတဲ့ငြိမ်းချမ်းမှုရောမလားဘူး။ပတ္တတိဆိုတဲ့ငြိမ်းချမ်းမှုမှမရှိရင်ဒုက္ခချမ်းသာမှုဆိုတာလားမလား။ ဒုက္ခချမ်းသာမှုမှာမရှိဘူးဆိုလို့ရှိရင်စိတ်ကလေးဟာငြိမ်နေဆိုတဲ့တမာတိဖြစ်ပါမလားစိတ်လေးမှာမငြိမ်တဲ့လူတယောက်ယထာဘူတညာဏတသနာမှန်မှန်ကန်ကန်သိတယ်ဆိုတဲ့အသိဉာဏ်ဖြစ်ပါမလားဖြစ်ပါပါဘုရားဒီလိုသီလဟာအရေးကြီးတယ်လို့ပြောတာနော်သီလဟာအမတန်မှအရေးကြီးတယ်အဲ့ဒီကိုချင်းတရားဟာသူလည်းကောင်းရမယ်ကိုလည်းကောင်းအောင် ရှာရှည်ပေါင်းကြည့်လို့ဒီပုဂ္ဂိုလ်ဟာသီလကောင်းတဲ့ပုဂ္ဂိုလ်လားကိုကျင်ကောင်းတဲ့ပုဂ္ဂိုလ်လားကိုကျင်မကောင်းတဲ့ပုဂ္ဂိုလ်လားဆိုတာသိလာတယ်အဲ့တော့ကိုယ်ကိုယ်လည်းသီလကောင်းအောင်ကြိုးစားဖို့လိုတယ်ကိုကျင်တရားတွေကောင်းအောင်ကြိုးစားဖို့လိုတယ်သူများကိုလည်းကိုကျင်တရားကောင်းစေဖို့အခြေခံအဆင့်ကစပြီးတော့ကိုကျင်တရားအရေးကြီးတယ်လို့ဒါပြောတာနော်ကဲနောက်တစ်ခုမြတ်စွာဘုရားအရေးကြီးတာလေးတစ်ခုထပ်ပြီးတော့တန်ဝောဟာရေနာ တကားပြောဆိုကြည့်ခြင်းဖြင့်သောစီရံစကလုံးနဲ့ပတ်သက်ပြီးဂရိတီမှုမတီမှုစင်ကြယ်တန်ရှင်းမှုရှိမရှိကိုဝိရိတဗံသိနိုင်တယ်လူတယောက်ဟာစကားပြောလို့ရှင်ဒီလူစကားပြောတာရှင်းနောက်ညီလားမညီဘူးလားဆိုတာမသိနိုင်ဘူးလားအေးသိနိုင်လားရှင်းနောက်စကားညီမညီဆိုတာအမှန်တမ်းမှအရေးကြီးတယ် တချို့ကမလောက်တာကိုပြောတယ်လောက်တာကတခြားပြောတာကတခြားအရင်ပြောတော့ကဒီစကားနောက်တစ်ခါပြောတော့ဟိုစကားဖြစ်တယ်နော်အရင်တော့ကောင်းတယ်ပြောတယ်နောက်တစ်ခါပြောတော့မကောင်းဘူးပြောတယ်ဟောရှင်းတော့မညီတာတွေမရှိဘူးလားအဲ့ဒါလို့မညီဘူးဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာဒီဆက်ဆံမှုရအတွက်အများကြီးခက်သွားပြီဘာဖြစ်လို့လဲဆိုလူတယောက်နဲ့တယောက်ဆက်ဆံတယ်ဆိုတာဟာစကားနဲ့ပြောဆိုပြီးဆက်ဆံကြရတာလေ အပြောဆိုနဲ့ဆက်ဆံတာဒါမှမဟုတ်စကားလုံးဆိုတာ communication ဆက်သွယ်ရေးအတွက်အရေးပါတယ်။တယောက်နဲ့တယောက်ပြောတယ်။စကားမတည်ဘူးဆိုလို့ချင်းဒီလူနဲ့အယောင်းဝယ်လဲလုံးလို့မရဘူးဘာမှလုံးလို့မရတော့ဘူးเนาะ။အခုတစ်မျိုးပြောသွားတယ်ဟိုနားကြတစ်မျိုးဖြစ်သွားတယ်။ဒါကြောင့်မို့လို့လူတယောက်ကအဲ့ဒီလူအမျိုးမျိုးပြောတတ်တဲ့လူလားအဲ့ဒီလူမဟုတ်ဘဲနဲ့တိတိမမတ်ရှင်းနောက်စကားညီတဲ့လူလားဆိုတာဟာ ပြောဆိုစကားပြောကြည့်ခြင်းဖြင့်သိနိုင်တယ်။အဲ့ဒါလည်းပဲတစ်ခါတစ်ခါပြောကြည့်ရုံနဲ့တော့မသိဘူးတဲ့။အချိန်ကြာကြာလွတ်အပ်တယ်။ဒါရမကဘူးတတိထားရမယ်တတိမထားရင်မသိနိုင်ဘူး။